အသိအနိုင်ရဖို့အတွက်ခြေထောက်ကျိုးလောက်တဲ့အထိကိုနှစ်နာခံစူးစမ်းပေးခဲ့တဲ့လင်းရောင်ကျွန်တော်ဝမ်းသာတာပေါ့ကျွန်တော်အရန်ဝမ်းသာတာကျွန်တော်ဝမ်းသာတော့ငိုခဲ့ရတကောင်းရတယ်ဒီလိုပြည့်တဲ့နေအများကြီးတယ် လင်းရောင်ကတော့ယူဆက်ခွန်အသင်းမှာဝင်ရောက်ကစားနေတဲ့ကစားသမားတယောက်ဖြစ်ပါတယ်။လင်းရောင်ကပွဲစဉ်အတွင်းမှာအသင်းအတွက်ကိုအနစ်နာခံတဲ့အသင်းသားတယောက်ဆိုတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ပြီးခဲ့တဲ့ရက်ကခြေစံပွဲမှာဆိုရင်လည်းလင်းရောင်ကစူးစမ်းအားထုတ်မှုပရိသတ်အတွက်ကတော့တကယ်ကိုပဲအားရစရာဖြစ်ပါတယ်။လင်းရောင်ကအသင်းအတွက်ကစားနေရင်းနဲ့တစ်ဖက်အသင်းရဲ့ဝင်ရောက်ဘောလုံးလူတာကိုလည်းခံရသေးရပါ ဇူးဝင်တူတဲ့အတွက်သူစတောက်မှာဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။စတောက်ကအကျိုးသွားတော့မလို့တောင်ဖြစ်ခဲ့ရတာပါ။ဒါကြောင့်မို့လဲလင်းရောင်က အရန်ကိုနားသွားခဲ့ပါတယ်။ခြေထောက်ကချိုးမလို့တောင်ဖြတ်သွားတာမို့လင်းရောင်အတွက်ကတော့အရန်ကိုစိုးရင်သွားပါတယ်။တကယ်ဆိုရင်သူ့အနေနဲ့ဆက်ပြီးတော့ရှင်ပြိုင်ကျင်ခဲ့တာပါ။ဒါပေမဲ့ဆီယောင်ဝင်းနေရာလင်းရောင်ကိုပြိုင်ပွဲကိုဆက်ပြီးတော့ကစားတာကိုဒါမြင့်ခံခဲ့ရပါတယ်။ဘလို့မှဆက်ပြီးတော့ကစားလို့မရတော့တဲ့အတွက်ပြိုင်ပွဲကနေနှုတ်ထွက်လိုက်ရပါတယ်။ဒီလိုနှုတ်ထွက်လိုက်ရတဲ့အတွက်လင်းရောင်ကလည်းဝမ်းနေနေခဲ့ရပါ။ဒါအပြင်သူ့အနေနဲ့ပြိုင်ပွဲကိုမရမကစော့ကျင်ပေမဲ့လည်းနောက်ဆုံးမဖြစ်နိုင်လို့ တခြားပြိုင်ပွဲဝင်တွေကိုသာအားပေးခဲ့ရပါတယ်။လင်းရောင်ကရှင်ပြိုင်လူစိတ်ပြင်းပြတဲ့သူမျိုးကြီးကြီးမားမားတကူးကူးဖြစ်မှလည်းစိုးရင်ခဲ့ကြပါတယ်။တကယ်လို့သာလင်းရောင်ရဲ့ခြေထောက်သာချိုးသွားခဲ့မယ်ဆိုရင်တော့နောက်ထပ်ဘောလုံးလဲကန်လို့ရတော့မှာမဟုတ်ပါဘူး။ဒီလောက်ထိကိုခံခဲ့ရပြီမဲ့လည်းဒိုင်လူကြီးတွေတစ်ဖက်ကနေပြီးတော့အတင်းသမားကိုအနီကက်တောင်မပြခဲ့ပါဘူး။ဗလိုက်မှုများစွာနဲ့ယူဆက်ခွန်အတင်းကနေပြီးတော့အနိုင်ရအောင်မနေကိုစူးစမ်းခဲ့ရပါတယ်။နောက်ဆုံးမှာတော့ ယူဆက်ခွန်အသင်းကတရီနဲ့အနိုင်ရရှိလိုက်ပြီးတော့နောက်တစ်ဆင့်ကိုထပ်လန်းနိုင်လိုက်ပြီးဖြစ်ပါတယ်။ခြေစမ်းပွဲကိုနိုင်ရရှိသွားပြီးဖြစ်တာမို့မြန်မာလူမျိုးတွေအတွက်အကုန်ယူစီရပါ။ခြေတော်အထီးနာခဲ့ရတဲ့လင်းညောင်အတွက်လည်းနာရချုံနဲ့ပါတယ်။ခြေတော်နာနေပေမဲ့သူ့ကိုတခြားကစားသမားတဦးကကိုပေါ်မှာခြင်ပြီးတော့အောင်ပွဲခံခဲ့ပါတယ်။နောက်ဆုံးမှာတော့လင်းညောင်အတွက်အနိုင်နေရရှိပြီးတော့တခါမှမမြင်ဘူးတဲ့ပရိသတ်အင်အားကြောင့်အနာတဝက်ပြေစီခဲ့ရပါတယ်။ဒံယာရီဂျာရီရနေပြီးတော့ ဝမ်းသာမျက်ရည်တွေလည်းအများကြီးကျနေတာဖြစ်ပါတယ်။ လင်းရောင်ကစားတဲ့ပြိုင်ပွဲပွဲစဉ်တစ်လျှောက်မှာအခုလောက်ထိများပြားတဲ့ပရိသတ်ကိုလည်းလင်းရောင်ကမမြင်ဘူးခဲ့ပါဘူးတခဲနဲ့ကွင်းလုံးပြည့်ကွင်းရှံအားပိနေတဲ့ပရိသတ်တွေကြောင့်အသင်းသားတွေနဲ့အတူလင်းရောင်မှာပျော်ရပါတယ်ဒါပေမဲ့ပွဲစဉ်အတွင်းမှာထွက်လိုက်ရတာမို့လင်းရောင်ကအားမလို့အားမရဖြစ်ခဲ့ပါတယ်သူနေရာကိုဘယ်သူမှမကစားမလဲဆိုပြီးတော့စိုးရင်ပူပန်ခဲ့ရတာပါလင်းရောင်ကအနောက်လေပြိတ္တိတခဲနဲ့အားပေးရင်ကောင်းပါပဲဆိုပြီးတော့အားတက်နေရဖြစ်ပါတယ်ဒီလိုအ ပေးမှုတွေကြောင့်ဒဏ်ရာကို အမြန်ဆုံးတက်တာအောင်လုပ်သွားမှာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်တွေမှာလည်းလင်းရောင်က လူအများအလုံးဝစိတ်မပြတ်ရအောင်လုပ်မှာဆိုလို့ပြီးတော့ပြောပါရယ်အရှော့ခြေစမ်းပွဲကိုအနိုင်မရရှိတာဆိုရင်တော့နှစ်ပေါင်း20ကြာပြီမို့ပြီးကြတဲ့ညကပွဲကရွှေဝဲလိုပဲတံမိုးကြီးသွားရပါတယ်ဥစစောဆိုရင်လည်းအသင်းသားတွေရဲ့အတွက်အရန်ကိုပျော်ရွှင်နေတာပါခွေနဲ့ကြီးစင်ပြီးတော့ဂုံယူနေရဖြစ်ပြီးအသင်းသားတွေနဲ့အတူပြီးလွားတဲ့အထီကိုဖြစ်ခဲ့တာပါဥစစောကိုလည်းအခုလိုမြင်ရတာမျိုးမရှိတဲ့အတွက်အံ့အားသင့်နေကြတာဖြစ်ပါတယ် ဦးစိုးစောကအတင်းသားတွေရဲ့အတွက်ကိုဂုံပြူစုကိုလည်းထက်ထက်တန်တန်ချီးမြှင့်ပေးထားတာပါ။ဒါအပြင်နိုင်ငံဘက်ကလည်းသိန်းတစ်ထောင်တောင်စုချင်းတွေချီးမြှင့်တယ်လို့သိရပါတယ်။အတင်းသားတွေရဲ့မိဘတွေကလည်းသူတို့သားတွေအတွက်အရင်ကိုဂုံယူနေကြပါတယ်။ဒီကြောင့်မှဆိုရင်လည်းဘိုးသွေးလိုက်တဲ့အခိုက်အတန့်တွေမှာ တမီသားစုလုံး TV ရှေ့မှာအော်ပြီးတော့အားပေးခဲ့ကြတာပါ။အနာရခဲ့တဲ့လင်းရောင်အတွက်ချီကျူးအားပေးစကားလေးကောင်းမလေးရဲ့မှာပြပြပေးပါဦး။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။